ရင်ဦးဆုံးဒီမှာ air drop ဆိုတာလေးပေါ်နေတယ်။နော် air air drop လေးကိုနှိပ်ကြည့်လိုက်။နှိပ်ကြည့်လိုက်လို့ဒီမှာ you are do not uh do not eligible do not allow လောက်မသိဘူး။အဲ့ဒါပေါ်နေလဲဆိုရင်မရဘူး။သူကဘာကိုခိုင်းတာလဲဆိုတော့အဲဒီမှာ criteria တွေကိုတွားကြည့်ဒီ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  criteria ဆိုတဲ့ဟာကိုနှိပ်ပြီးတော့တွားကြည့်နှိပ်ကြည့်လိုက်မယ်နော်။သူကဘာလောက်ခိုင်းတာလဲဆိုတော့ a minimum အနည်းဆုံးပိုလန်း 90ရာထောင်တောင်2000ရဲ့အထက်ရှိရမယ်အဲ့ဒါကတော့အလုံးရှိမှာပဲပြီးတော့ for skin သူကလေ store မှာဝယ်ရတဲ့ဟာရှိရယ် skin လေးတွေဝယ်ရရှိအဲ့ဒါမျိုး for skin လေးခုဝယ်ထားတာရှိရမယ်တဲ့ပြီးတော့ one action အလှုပ်နေတဲ့ပြားလေးဝယ်ရတဲ့ဟာတစ်ခုအနည်းဆုံးဝယ်ထားရမယ်တဲ့ပြီးတော့ background တစ်ခုအနည်းဆုံးဝယ်ထားရမယ်တဲ့အဲ့ဒါကိုပြည်ပြီးဆိုမှပဲအဲ့ဒါကိုပြည်ပြီးဆိုမှပဲအဲ eligible ဖြစ်မယ်ပေါ့နော်နောက်ပြီးတော့ STB UID နဲ့ STB UID နဲ့ SGB UI အနေနဲ့ချိန်ထားပြီ SGB အကောင့်ရဲ့ UI နဲ့ပြားအကောင့်အချိန်ထားပြီးသားဖြစ်ရမယ်တဲ့နော်အာပြားအကောင့်တစ်ခုက SGB အကောင့်တစ်ခုပဲချိန်လို့ရမယ်ပေါ့နော်ပြားတကောင်ထက်ပို့ပြီးတော့မှဖွင့်ထားရင် SGB အကောင့်လည်းတကောင်ထက်ပို့ပြီးဖွင့်ရမှာပေါ့နောက်တစ်ခုက Spring B account must register before November 30ဆိုတော့ဒီကနေ့ကစဖွင့်ရတဲ့အာ ဒီကနေ့မတိုင်ခင်ကဖွင့်ထားတဲ့အကောင့်ဖြစ်ရမယ်ပေါ့အဲ့လိုပြောတယ် Before November 10 2025ဆိုဒီနေ့မတိုင်ခင်ကဆိုတော့ဒီနေ့မတိုင်ခင်မှာ STB UI နဲ့ချိန်မထားဘူးဆိုရင်တော့မရဘူးဆိုတဲ့သဘောပေါ့နော်ဒီနေ့ကအကျုံးဝင်လားမဝင်လားတော့ပြန်မေးကြည့်အောင်မနော်အဲ့တော့ enrollment must be complete by November 24အဲ November 24 23နိုင်59 20လို့မှ24နောက်ဆုံးပေါ့နော်သူပြောချင်တာတော့ပြီးတော့ STV UIN can no longer be changed UIN ကတော့ပြောင်းလို့မရဘူးတဲ့ချိန်ထားပြီးသားတွေက if you subscribe to all Poland Poland will be enrolled for a change until the Poland no man 29မှာဒီကောင်ကမောင်းလို့ဆိုတော့အမှန်ဝယ်ပြီး I'm sorry can I သူ့ရဲ့သမှတ်ချက်တွေနဲ့ကိုက်နေတဲ့ဟိုဟာဟိုဖြစ်ရမယ်ပေါ့နော်မဖြစ်ဘူးဆိုရင်တော့ complete မဖြစ်ဘူးလို့သူပြောချင်တာပဲ okay accept ပေါ့နော် accept ပေါ့အဲ့တော့ကျမကတော့ပြည်ပြီကျမကကျမ scan နေလိုက်တော့ဝယ်ထားလိုက်ပြီဆိုတော့1.9 million ရှိတယ်ပေါ့လားဟိုအဒီယာရီရှောက်ဝယ်လိုက်ရတော့1.7 million မှရှိတော့တယ် ဆိုတော့ကျမဗားရီရှိတယ်စတိုးမှာကျမချက်သွားကြည့်မယ်အဲ့ဒီမှာကျမတော့အားလုံးဝယ်လိုက်ပြီ background 1 action 1เนาะဒီမှာ skin ကလည်း four skin ဝယ်လိုက်ပြီဆိုတော့ကျမ eligible ဖြစ်သွားပြီအဲတတ်မှတ်ချက်အရင်ချင်းပြည့်မိသွားပြီပေါ့နော်ပြည့်မိသွားပြီဆိုတော့ပါလို့ရမလဲဆိုတော့ airdrop ကိုပြန်နှိပ်ကျမဒီမှာ spring bee နဲ့ uid နဲ့လည်းချိန်ထားပြီဒါ ဆိုတဲ့အခါကျတော့ andro ကိုပဲနှိပ်တော်မယ်ကဲနှိပ်လိုက်ပြီးပါဠိပေါ်လာမယ်ကြည့်ကြမယ် apolin subscription အခုကတော့ဒါကတော့ andro ကို subscribe လုပ်တာပေါ့နော်ဒါပေမဲ့28ရက် နေ့ကြာမှပဲပိုလန်ကဝင်လိမ့်မယ်ပြောပြောနေတာထင်တယ် sgb အဲတုံကင်းနဲ့ချိန်းနေတာပါလीအ အဲ့တော့ okay ဒီ area ကိုသဘောတူတယ်လိုက်နာတယ်ပေါ့နော် ို့မှာရှိတဲ့ဟာတွေအားလုံးကိုလဲမှာပဲအားလုံးကိုလဲမှာဆိုတော့17နဲ့တော့ဘယ်လောက်ရှိလာလဲ17472801747282017472801ဆိုအကုန်လုံးလဲမှာတစ်ချက်ပြန်ကြည့်မယ်အဲ့တော့ all ဆိုရင် all ကိုနှိပ်ထားရုံနဲ့ okay and roll အကုံလုံးမလဲရှင်မူနည်းနည်းပဲလဲမယ်ဆိုလို့ရှင်ကနိုင်းရိုက်လို့ရတယ်အကုံလုံးဆိုလို့ရှင်ကုံလုံးမဟုတ်လားလို့မြင်ဒီမှာလဲခုမှစဝင်ကြည့်တာဆိုတော့ကျွန်မတို့ all နှိပ်လိုက်ပြီနော် and go okay enrollment is successful ဖြစ်သွားပြီ okay ပါနောက်အကောင့်တွေလည်းဆက်ပြီးတော့လုပ်လိုက်ပါဦးမယ်အောင်မြင်ကြပါစေ stp တုံးနေနေအများကြီးပိုင်ဆိုင်နိုင်ကြပါစေ